ကျွန်တော် viewer တွေအခြေစလန်းတွေကိုအရင်ကြိုက်တယ်ဆိုတာသတိထားမိတာကြပါပြီ။တေချာတာကတော့ပုံမှန်ထပ်ပို့ပြီး romance anime တွေတင်ခိုင်းနေတဲ့ကောင်တွေကစော့မရှိဖို့များပါလိမ့်။အဲ့ဒါကြောင့်ဒီနေ့မှာတော့အသေးထွက်ရှိလာတော့မယ့်အချက်ဇလန်လေးတစ်ပုံနဲ့မိတ်ဆက်ပေးပါမယ်။အဲ့ဒါကတော့ Kaoru Hanawa Rindo Saku ဆိုလဲ School Romance Anime လေးပဲဖြစ်ပါသည်။လွန်ခဲ့တဲ့လပိုင်းတွင်းမှာကတည်းက TikTok မှာ viral ဖြစ်နေတာမျိုးစကားနဲ့မဲ့ကိုမသိရင်တော့ဒီအမျိုးသမီးလေးကိုတော့တွေးပူးကြမယ်လို့ထင်ပါသည်။ဥပမာဒီတဲ့ချင်းလေးနဲ့ပေါ့ အနိမ့်မဲ့ထွက်မဲ့လို့မကြင်ညာခင်မကမကလေးကလူကြိုက်များခဲ့ပါရင်အဲဒါကြောင့်ဒီအချက်ဇလန်လေးကဘယ်လိုမျိုးလဲအနိမ့်မဲ့ထွက်လာရင်ကြီးတင်လာဆိုတာကိုစက်ပြောပေးသွားပါမယ်အရင်ဆုံးမန်ဂါချက်ပတာ1ကိုအချင်းချုပ်ပြောပြပေးပါမယ်ဆူမူဂီရင်ဒါရိုဆိုတဲ့ကောင်လေးကရွှေရောင်သဘင်အရ6ပေကျော်နဲ့ခက်ထန်တဲ့ရုပ်ရည်ရှိရာကြောင့်လူတွေရဲ့ကြောက်ရွံ့ခြင်းကိုခံနေခဲ့ရပါတယ်အဲဒါကြောင့်သူတို့ငယ်ချင်းတွေကိုရန်လာရှာတဲ့ကောင်တွေရှိရင်ရန်ဖြစ်စေရတော့မလို့ပဲရုပ်ရည်နဲ့တင်ဖျက်ချလို့ရပါတယ် ဒါပေမဲ့လည်းကြောက်ဖို့ကောင်းတဲ့သူ့ပုံစံကြောင့်လူအများစုကအတင်းအဖျင်းတွေပြောလို့ရှိကြပြီးသူကိုယ်တိုင်ကလည်းသူ့ကိုယ်သူအပြစ်မြင်လို့ရှိပါသည်။ရင်တာတို့တို့မိသားစုကကိမ့်မုံဆိုင်ဖွင့်ထားတာကြောင့်တခါတလေဝင်ကူရတာပေါ့။တနေ့တော့ကိမ့်မုံဆိုင်မှာဝင်ကူပေးနေတဲ့အချိန်ဝါဂူရီခါအရူကိုဆိုတဲ့မိန်ကလေးကိုတွေ့လိုက်ရပါသည်။အရက်ပူတဲ့သူမကလူကောင်နဲ့မလိုက်အောင်ကိမ့်မုံတွေကိုတစ်ဖက်နှစ်ဖက်စားနေတာကြောင့်ရင်တာတို့လည်းရက်ကြီးမိနေပါသည်။ဒါကိုသတိထားမိသွားတဲ့ခါအရူကလက်ကြံကိမ့်မုံတွေကိုအမြန်စားပြီးထွက်ပြေးသွားခဲ့တာကြောင့်ရင်တာတို့လည်းသူ့ကိုကြောက်သွားတဲ့ထင်နေပါသည်။ နောက်တစ်ရက်မှာတော့ခါအလူကိုပြန်ရောက်လာခဲ့ပြီးထွက်ပြေးသွားပြီလို့လာတောင်းမှန်တာဖြစ်ပါရင်တောင်းမှန်တဲ့အနေနဲ့ရင်ဒါတို့ဆိုင်မှာရှိတဲ့ကိမိုးတွေကိုရင်ဒါတို့ကိုပြန်ဝယ်ကြွေးပါရင် တကယ်တော့ခါအိုရူကိုကရင်နာတို့ကိုကြောက်လို့ထွက်ပြေးသွားခဲ့တာမဟုတ်ပဲယောက်ျားလေးတယောက်စားကြည့်တာကိုပထမဆုံးခံရတာဖြစ်လို့ရင်ခုန်သွားခဲ့တာပါပုံမှန်ဆိုရင်အများအားကြောက်ရွံ့ခြင်းကိုခံရတဲ့ရင်နာတို့ကသူ့ကိုမေဂလီတယောက်ရင်ခုန်သွားတဲ့ဆိုတာသိလိုက်ရတော့အံ့ဩသွားပါတယ်အဲ့နောက်ခါအိုရူကိုပြန်သွားတဲ့အချိန်ကိမုတ်ကြံခဲ့တာကြောင့်နောက်ကနေလိုက်ပေးရပါတယ်ရင်နာတို့နဲ့ပြဿနာဖြစ်ခဲ့မှုတွေငါချုပ်ကောင်တွေကခါအိုရူကိုဆွဲလာရန်လာလှုပ်ရင်ရင်နာတို့ရဲ့ကောလာဟာလမကောင်းကြောင်းတွေကိုပြောပါတယ် သူမကောင်းကြောင်းတွေကိုကြားလိုက်ရတဲ့ရင်းဒါတို့ကတကယ်မဟုတ်တဲ့ကောလာဟလာတွေကိုတောင်လက်ခံထားပါရင်ခါရူကိုကတော့လက်မခံပဲရင်းဒါတို့နဲ့သေချာသကားပြောကြည့်ပြီးမှသူ့အကြောင်းဝေဖန်ဖို့ကပြောပြပါရင်ဒါကိုမကျေနပ်တဲ့ငချိုးကောင်ကမန်ကလေးကိုတောင်ထိုးဖို့ရွှေလာတာကြောင့်ရင်းဒါတို့ကခါရူကိုကိုကောက်ွယ်ပေးလိုက်ပါရင်ဒီလိုနဲ့ပဲခါရူကိုနဲ့ရင်းဒါတို့တို့ရဲ့ဇလန်းလေးစတင်ခဲ့တာဖြစ်ပါရင်ချီရော်ရီယောက်ျားလေးတည်တဲ့အထက်တန်းကြောင်းမှာရင်းဒါတို့တက်ရောက်နေတာဖြစ်ပါရင်ချီရော်ရီကျောင်းရဲ့ဘေးမှာခီခီယိုမန်ကလေးတည်တဲ့ကိုပိုင်ကျောင်းရှိပါရင် ။စိုးသွန်းတဲ့ကျောင်းသားတွေရှိတဲ့ချီတော်တွေကျောင်းနဲ့စာတော်တဲ့ကျောင်းသူတွေရှိတဲ့ခီခီယိုကျောင်းတို့ကဗေကျင်ကရဲ့ရှိနေပေမဲ့လုံးဝမတည်ကြပါဘူး။ခီခီယိုကျောင်းသူတွေကရင်ဒါတို့တို့ချီတော်တွေကျောင်းသားတွေကိုဘာကြောင့်မှမသိအသိမောင်းကြပါရင်ခီခီယိုကျောင်းသူတွေလမ်းမှာတစ်ခုခုပြုတ်ကြလို့ချီတော်တွေကျောင်းသားကကောက်ပေးလိုက်ရင်ပြန်မလို့ချင်တော့တဲ့အထိဖြစ်သွားတတ်ပါရင်တနေ့မှာတော့ခါရူကိုဟာခီခီယိုကျောင်းသူတယောက်ဆိုတာရင်ဒါတို့သိလိုက်ရပါတယ်။အဲဒါကြောင့်ရင်ဒါတို့နဲ့ခါရူကိုတို့ရဲ့ဇလန်လေးကရိုမီယိုနဲ့ဂျူလီယက်တို့လိုဖြစ်သွားခဲ့ပါတယ်။ ကျောင်းသားကျောင်းကရံပတ်တွေဖြစ်နေပေမဲ့ရင်ဒါလိုနဲ့ခါအိုရီကိုတို့တက်နေခြင်းအောင်သူတို့ရဲ့တငယ်ချင်းတွေရှိနေသေးပြန်ပါလိမ့်။တငယ်ချင်းတွေကရောသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုသဘောတူပါမလား။ဘလို့အတားအဆီးအနောက်ရှက်တွေဝင်လာဦးမှလဲဘလို့တွေကြော်ဖြတ်မလဲဆိုတာကိုတော့အာနီမဲထွက်လာရင်ကြည့်ရှုရမှာဖြစ်ပါလိမ့်။ဒီဇလန်ထဲမှာတငယ်ချင်းတွေရဲ့ဂျာကဖရန်ရှင်နဲ့ကိုကိုအပြေးဝနားလည်မှုပေးပြီးဂူးဆိုင်ပေးတဲ့ပါတနာအကြောင်းကိုဖော်ပြပေးထားပါလိမ့်။အာနီမဲထွက်မလာခင်မန်ဂါဖတ်ချင်နေဆိုရင်တော့မန်ဂါအာစတိုင်တွေကကြီးရတာအဆင်ပြေပြီးကာရက်တာတွေကိုသေချာလေးဆွဲပေးထားပါလိမ့်။ ခါရူကိုဆိုရင်တော်တော်လေးလာတာကြောင့်ညာအိမ်ရင်အိမ်မက်ထဲအထီတောင်ပါလာနိုင်ပါသည်အနိမတ်အနေအဖြင့်ဂျွန်လန်6ရက်နေ့မှာထွက်ရှိလာတော့မှဖြစ်ပြီးကလိုဘာဝတ်စတူဒီယိုကကင်တွေထားပါသည်ထွေလာကြည့်ပြရသလောက်အနီမေးရှင်းတို့လည်းအစီအပြေနေပြီးဖိုင်လိုက်နေကလည်းကျွန်တော်မန်ကဖတ်တုံးကစိုက်ကူးတဲကနဲ့ကန့်ညိတာကြောင့်သဘောကျမိပါသည်။ခါရူကိုရဲ့ဖိုင်အထရက်ကအီနိုရဲ့ဟိုနိုကဖြစ်ပြီးရနာရိုရဲ့ဖိုင်အထာကတော့နာခါယာမယောရှိနိုတွေဖြစ်ပါသည်။ဒီနေ့တော့ဒီလောက်ပါပဲ။နောက်အခါတွေမှာလည်းရီကတ်တွေအပြင်အခုလိုအနီမေးအကြောင်းတွေတီးရတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။